မင်္ဂလာပါဗျကျွန်တော်အနေနဲ့နိုင်ငံတကာရေးရည်နဲ့ပတ်သက်လို့ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ Israel Palestine Hamas စစ်ပွဲဆိုင်ရာသတင်းတွေစူးစမ်းမှုအဲဒီနောက်မှာ UN Israel ပြည်ပကဆိုင်ရာသတင်းများစူးစမ်းမှုစတဲ့ခေါင်းစဉ်တွေနဲ့မျှဝေပေးနေတယ်လို့ Sandy Weekly International News ခေါင်းစဉ်နဲ့လည်းမျှဝေတင်ဆက်ပေးနေပါတယ်အဲဒီပြင်ထူးခြားတဲ့အခြေအနေတွေပေါ်လိုက်ပြီးတော့ Breaking News အနေနဲ့မျှဝေတင်ဆက်ပေးနေတာလည်းရှိပါတယ်အခုကတော့လောက်ခတ်မှုတွေပုံပုံချေပြတ်လာတဲ့ Russia Ukraine စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းများစီးပွားရေးအစီအစဉ်ဖြစ်ပါတယ်။ ရုရှားယူကရိန်းနေတိုပြည်ဝကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းအပိုင်း29ဖြစ်ပါတယ်ကျွန်တော်တို့ပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနေ့အစီမဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့သတင်းများကိုပြန်လည်မျှဝေပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ဗျအခုဒီနေ့မျှဝေပေးမယ့်အကြောင်းအရာတွေပါကအမေရိကန်နဲ့ယူကရိန်းအပြစ်ရစေးအစီအစဉ်ယူကရိန်းနဲ့ရုရှားတို့ရဲ့တုံ့ပြန်မှု အဲ့နောက်မှာတော့ G7 နိုင်ငံတွေရဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲအပြစ်ခက်ရနိုင်မှုဆွေးနွေးတဲ့ကိစ္စနဲ့သဘောထားတွေပြီးရင်ရုရှားသမ္မတပူတင် ရှေ့တန်းထိတွားရောက်ခဲ့မှုနဲ့ Cox Data အခြေအနေအဲ့နောက်မှာတော့ယူကရိန်းတာဝန်ရှိသူတွေကရုရှားယူကရိန်းနယ်စပ် data ကလူတွေကိုမဖြစ်မနေရွှေ့ပြောင်းနေစေမှုနဲ့ယူကရိန်းနိုင်ငံတွင်အခြေအနေ Cox Data တိုက်ပွဲအခြေအနေပြီးရင်တော့ NATO ကယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးစဉ်းစားမှမဟုတ်ဘူးဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အကြောင်းအရာ အဲဒီနောက်မှာရုရှားစစ်ဖက်နဲ့ရက်ဖက်အစိုးရအဖွဲ့အရာရှိတွေကိုအဓိကထားပြစ်မှတ်ထားတိုက်ခိုက်မဲ့ဖောက်ခွဲပစ္စည်းတွေကိုရှာဖွေဖော်ထုတ်နိုင်ခဲ့မှုနဲ့စီစဉ်သူဟာယူကရိန်းထောက်လှမ်းရေးရဲ့လူသစ်စုဆောင်းခြင်းခံခဲ့ရသူဆိုတဲ့သတင်းနောက်ဆုံးမှာတော့ထရန်နဲ့ပူတင်ကြားကအတိတ်ကပုံရိပ်တစ်ခုစတဲ့အကြောင်းအရာတွေကိုစူးစိမျှဝေပြီးတော့မှဖြစ်ပါတယ်ဗျ။ပထမဆုံးကတော့အမေရိကန်နဲ့ယူကရိန်းအဖြစ်ရစေးအစီအစဉ်နဲ့ယူကရိန်းနဲ့ရုရှားတို့ရဲ့တုံ့ပြန်မှုတွေပါ။ မေရိကန်ကအဆိုပြုထားတဲ့ရုရှားနဲ့ရပ်ပေါင်း30ကြာပြစ်ခတ်ရဆဲရေးကိုလက်ခံဖို့အသင့်ရှိတယ်လို့ယူကရိန်းဘက်ကပြောဆိုလာခဲ့ပါတယ်။ဒါဟာဆော်ဒီအာရေဗျနိုင်ငံမှာလုပ်တဲ့အမေရိကန်ယူကရိန်းဆွေးနွေးပွဲပြီးတရက်ကြာမှထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမဂရူဘီရိုကတော့အဲဒီကန်လန့်ချက်ကိုရုရှားကိုကန်လန့်သွားပြီးရုရှားဘက်ကဘယ်လိုဆုံးဖြတ်မလဲဆိုတော့တုံ့ပြန်ချက်သာလိုတော့တယ်လို့အဲဒီအချိန်ကပြောခဲ့ပါတယ်။ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီးကတော့ဒီအဆိုပြုချက်ကို ရုရှားဘက်ကသဘောတူဖို့လုပ်ရမယ့်တာဝန်ဟာအမေရိကန်ပေါ်မူတည်သွားပြီလို့ဆိုပါတယ်။ဆွေးနွေးပွဲအပြီးအမေရိကန်ယူကရိန်းပူးတွဲကြေညာချက်မှာအမေရိကန်ကယူကရိန်းအတွက်ထောက်လှမ်းရေးအချက်အလက်မျှဝေမှုဆိုင်းငံ့ထားတာနဲ့လုံခြုံရေးကူညီတွေကိုချက်ချင်းပြန်လည်စတင်မယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်မျိုးသားလုံခြုံရေးချက်ပြီး Mike Wall ကလည်းအမေရိကန်ကရဆိုင်ထားတဲ့စစ်ရေးနဲ့ထောက်လှမ်းရေးကူညီတွေကိုယူကရိန်းကိုပြန်လည်ပေးအပ်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်လိုက်တယ်ဆိုပြီးပြောပါတယ် သမရနှုတ်အခြေတင်ဖြစ်ခဲ့ကြတဲ့တွေ့ဆုံမှုနောက်မှာအမေရိကန်ကယူကရိန်းကိုပေးထားတဲ့အကူအညီတွေကိုဝါရှင်တန်အနေနဲ့ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။အဲလိုဆိုင်းငံ့ထားရမှာလက်နက်ထောက်လိုင်းသတင်းစာရီပါဝင်တဲ့အတွက်ရုရှားရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ဂျိုတင်သတင်းရရှိမှုအပိုင်းမှာယူကရိန်းအနေနဲ့တိတိတတ်တာအားနဲ့တွားခဲ့ရပါတယ်။ကိုယ်စားလှယ်အဖွဲ့နှုတ်ဖွဲ့စလုံးကယူကရိန်းရဲ့ရည်ရှိလုံခြုံရေးတည်တံ့မှုအတွက်ငြင်းငြိမ်းရေးနဲ့စိတ်ဆက်ညှိနှိုင်းမှုတွေကိုချက်ချင်းစတင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြီးတော့အဲ့ဒီပူးတွဲထုတ်ပြန်ချက်မှာ Trenis Lanski တို့ချားမှာ ်အမေရိကန်တို့အရေးကြီးတဲ့ဒက်သတ္ထုဆိုင်ရာသဘောတူညီချက်ကိုတတ်နိုင်သမျှအမြန်ဆုံးပြီးသက်ဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံသား၏ဝန်ကြီးရူဘီယိုကတော့ရုရှားဘက်ကဒီဆွေးနွေးပွဲအဆိုပြုချက်ကိုလက်ခံလိမ့်မယ်လို့မျှော်လင့်ကြောင်းရုရှားဘက်ကဘယ်လိုဆက်ဆုံးဖြတ်မလဲဆိုတဲ့အချက်သာလိုတော့တယ်ဆိုပြီးတော့ match 17ရက်အင်္ဂလိပ်နှောင်းပိုင်းကဂျက်ဒတ်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။ဂျက်ဒတ်မြို့ကဆွေးနွေးပွဲမှာအမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့အမေရိကန်မျိုးသားလုံခြုံရေးအကြံပေး Mike Walk ရှေ့လယ်ပိုင်းထူးတန်တမန်စတီဗ်ဝစ်ကော့ဖ်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့ပြုလုပ်တဲ့အဆင့်မြင့်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ယူကရိန်းသမ္မတရုံးအကြီးအကဲအန်ဒရီယာမက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရီဆေဗီယာတို့နဲ့မစ္စတာဇလန်စကီတို့တွေ့ဆုံခဲ့ပြီးတဲ့နောက်ယူကရိန်းဟာဝေဟင်တဲ့ပင်လယ်ရေကြောင်းအပြည့်ရစဲရေးတို့အတွက်အသင့်ဖြစ်နေပြီးမြေပြင်မှာလည်းအပြည့်ရစဲတင်နေဆိုပြီးတော့အဆိုပြုခဲ့ပါအမေရိကန်ကအဆိုပြုထားပါတယ်ဒါကိုယူကရိန်းအနေနဲ့လက်ခံကြိုးစားပါတယ်လို့ကြာသတင်းတွေကလူမှုကွန်ရက်ပေါ်မှာရေးသားဖော်ပြခဲ့ပါတယ် အခုလိုပြစ်ခတ်ရဆဲရေးကိုစီမံခုတ်ကဲဖို့ကအရေးကြီးပါတယ်အဲ့ဒီအတွက်နည်းပညာဆိုင်ရာတွေကိုအမေရိကန်ကဆောင်ရွက်လိုတဲ့အပေါ်လဲကျေးဇူးတင်ပါတယ်အမေရိကန်ဘောသဘောထားကိုအဲ့လိုရေးသားခဲ့ပြီးတော့ဇလန်စကီကရုရှားနဲ့ပတ်သက်လို့တော့ရုရှားဆိုရဟာစစ်ပွဲကိုပိုကြန့်ကြာလာအောင်နဲ့ငြင်းငြင်းအမြန်မရအောင်တက်နံသမျှအချိန်ဆွဲဆက်မှုစူးစမ်းနေတယ်လို့ဆိုပါတယ်ကမ္ဘာနိုင်ငံတွေဟာရုရှားစီကနေအိဗက်ရှိတဲ့တုံ့ပြန်မှုကိုမရသေးဘူးလို့လည်းထည့်သွင်းပြောကြားတော့ပါတယ် အဲ့လိုဆွေးနွေးပွဲတွေပြောဆိုမှုတွေရှိနေတဲ့အချိန်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးချိန်ကစလို့ရုရှားမြို့တော်မော်စကိုကိုအကြီးအမားဆုံး drone နဲ့တိုက်ခိုက်မှုလို့ပြောလို့ရတဲ့တိုက်ခိုက်မှုကိုယူကရိန်းဘက်ကပြုလုပ်ခဲ့ပါတယ်။ယူကရိန်းဘက်ကလာတဲ့ drone 338စင်းကိုဂျာပြက်ဟန်တားနိုင်ခဲ့ပြီးတော့ drone 60စင်းကတော့မော်စကိုဒေသမှာပစ်ချခဲ့ရတယ်လို့ရုရှားကဝဲဝင်းဌာနကပြောကြားပါတယ်။မော်စကိုဒေသခံ3ဦးသေဆုံးခဲ့ပြီးကလေး3ဦးအပါအဝင်နောက်ထပ်18ဦးဒဏ်ရာရခဲ့တယ်လို့ရုရှားကျန်းမာရေးအာဏာပိုင်တွေကရုရှားမီဒီယာမှာဖြေကြားထားတာရှိပါတယ်။ အဲ့လိုပဲမြို့တော် KF နဲ့ဒေသများပြားကိုလည်းရုရှားဘက်က drone တွေနဲ့တိုက်ခိုက်ခဲ့ကြောင်းယူကရိန်းအာဏာပိုင်တွေဘက်ကသတင်းထုတ်ပြန်ခဲ့ပြီးတော့ရုရှားနိုင်ငံကပြစ်လွတ်တဲ့ drone 126စင်းတဲ့က96စင်းနဲ့ Iskander M ပဲထင်းတုံးကြီးဒဇင်းတို့ကိုပြစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းလီဒါကပြောပါတယ်။ဒီလိုအဖြစ်ရက်အစီအစဉ်နဲ့ပတ်သက်လို့ရုရှားသမ္မတဗလာဒီမီယာပူတင်ကတော့တိုက်ပွဲတွေရပ်တန့်သွားစေဖို့အတွက်အဆိုပြုချက်ကိုသဘောတူပါတယ်။ဒါပေမဲ့အဖြစ်ခက်ရက်စဲကြီးဟာ ကာလရှင်ငင်းငင်းကိုဥတီပြီးအချက်တည်းရဲ့အခြေခံအကြောင်းရင်းတွေကိုဖြည့်ရှင်းတဲ့အခြေခံပုံမှာသဘောတူတာဖြစ်ပါတယ်လို့ match 73ရက်ကြာသတင်းနေ့ကမော်စကိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။မသိမနာကြွယ်ရမှုတွေကရှိနေပါသေးတယ်လို့လည်းဆိုပါတယ်။ရုရှားနဲ့ယူကရိန်းကျူးကျော်စစ်ရပ်ဆိုင်းစေဖို့အမေရိကန်တင်သွင်းတဲ့အဆိုပြုချက်ကိုထောက်ခံကြောင်းအသေးစိတ်လှုပ်ဆောင်မှုတွေကိုတော့ချပြဖို့လိုအပ်တယ်လို့ဆိုသွားပါတယ်။သူကပြောတဲ့နေရာမှာတိုက်ပွဲတွေဆုံးသတ်ဖို့အဆိုပြုချက်ကိုသဘောတူညီပေမဲ့အပြစ်ရရေးဟာ တာရှိငြိမ်းချမ်းမှုနဲ့ပြိပကဖြစ်စေတဲ့အကြောင်းရင်းတွေကိုဖယ်ရှားဖို့ဥတီတဲ့အတွက်ဒါကိုမှန်းဆလုံဆောင်နေတယ်လို့ဖြစ်ကြောင်းတိုက်ပွဲတွေကိုရက်30ရက်ထားမယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်ကအဲ့ဒီတိုက်ပွဲနေရာကိုရောက်နေသူတွေကမတိုက်ဘဲထွက်လာကြရမှာလားပြစ်ခတ်ရစေးကြီးချက်မှုကိုဘလို့စီစဉ်မှာလဲအလုံးဟာလေးနဲ့ထားရမယ်မိငွန်းတွေဖြစ်ပါတယ်လို့ဆိုပါတယ်သူတို့အနေနဲ့သူတို့ American လောက်ပေါ်ကင်မက်တီနဲ့ဆွေးနွေးဖို့လိုအပ်နေတယ်။တမန်ထရန်နဲ့ဖုန်းစကားပြောတာမျိုးဆွေးနွေးတာမျိုးလိုအပ်နေသေးတယ်လို့သတင်းတောက်တွေကဘလတီမီယာပူတင်ကပြောကြပါဗျ။ စစ်မြေပြင်မှာရုရှားတပ်ဖွဲ့တွေတာစီရနေခြင်းရုရှားနောက်ပိုင်း cost data ကိုရုရှားကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း Mr. Putin ကပြောကြားခဲ့ပြီး match စနေရက်နေ့ဗိုလ်ထုနေ့ကအဲ့ဒီ data တွားရောက်ခဲ့အပြီးမှာဒီပြည့်ရဲ့ season ပေါ်ပေါက်တာဖြစ်ပါတယ်။နိုင်ငံတိုင်းမူဝါဒတွေနဲ့ပတ်သက်လို့သမ္မတ Putin ရဲ့အကြံပေး Yuri Ushakov ကတော့ American အမျိုးသားလုံခြုံရေးအကြံပေး Mike Wolf နဲ့ဖုန်းစကားပြောပြီးနောက်ဒါဟာ Ukraine စစ်တပ်အတွက်ယာယီအသက်ရှူပေါင်းရဖို့ဆိုတာထက်မဖြစ်ပါဘူးလို့အစိုးရသတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ူတို့စူးစမ်းနေတာကကာလရှိငင်းငင်းကြီးဖြစ်တယ်။ငင်းငင်းတဲ့လောရက်ကိုအတုကိုထားတဲ့အဆင့်မှန်သမျှကိုမျက်မှောက်ချင်းနေမှာဘယ်သူကမှမလို့အဖုလို့ထင်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ရုရှားသမ္မတရဲ့ပြောကြားချက်နဲ့ပတ်သက်လို့တော့ Mr. Trump ကသူကအလားအလာရန်ကောင်းတဲ့ညင်ညာချက်ကိုထုတ်ပြန်လိုက်ပြီးပဲဒီညင်ညာချက်ကမပြည့်စုံသေးပါဘူး။သူနဲ့တွေ့တာပဲဖြစ်ဖြစ်စကားပြောတာပဲဖြစ်ဖြစ်လှုပ်ချင်ပါတယ်။ဒါပေမဲ့အလုပ်မြင်မြန်ပြီးအောင်ဆောင်ဖို့လိုပါတယ်လို့ပြောသွားပါတယ်ပြစ်ခတ်ရစေးအဆိုပြုချက်ပေါ်ရုရှားဘက်ကသဘောတူတာကိုလည်းမြင်လို့ကြောင်းဆိုသွားပါတယ် ထရန့်ကအစောပိုင်းမှာသတင်းတော်တွေကိုပြောကြားခဲ့တော့ကတော့သူနဲ့သမ္မတပူတင်တို့စကားပြောမှာဖြစ်ပြီးငြိမ်းချမ်းရေးအတွက်အစိုးပြုချက်ကိုသဘောတူလိမ့်မယ်လို့မျှော်လင့်ကြောင်းတကယ်လို့ရုရှားကယူကရိန်းစစ်အဆုံးသတ်ရေးအမေရိကန်ရဲ့ကြိုးပမ်းချက်တွေကိုလက်မခံဘူးဆိုရင်အတော်စိတ်ပျက်စရာကောင်းမှာဖြစ်ကြောင်းနဲ့ရုရှားဘက်ကအပြစ်ရရေးကိုမြင်ကျင်ကြောင်းအင်မြူတော်မှာပြောကြားခဲ့တာရှိပါတယ်အမေရိကန်ရဲ့တစ်ဖက်ကစ조사မှုရှိတယ်လို့တစ်ဖက်မှာက G7 နိုင်ငံတွေရဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲအပြစ်ခတ်ရပ်နှိုင်းရေးကိစ္စဆွေးနွေးမှုနဲ့သဘောထားတွေလည်းရှိပါတယ် ဥရောပမှာပါဝင်မဲ့အမေရိကန်ကပြုလုပ်နေတဲ့ရုရှားယူကရိန်းအဖြစ်ရဲ့အစီအစဉ်အတွက် React ဆွေးနွေးပွဲပြုလုပ်တယ်လို့ကမ္ဘာစီးပွားရေးအင်အားကြီးခုနှစ်နိုင်ငံ G7 နိုင်ငံတွေဖြစ်တဲ့ American ၊ Britain ၊ Canada ၊ပြင်သစ်၊ Germany ၊ Italy နဲ့ Japan တို့ကနိုင်ငံကြီးဝန်ကြီးတွေကလည်း March 23ရက်နေ့က Canada နိုင်ငံမှာ Russia-Ukraine စစ်ပွဲအပြစ်ရပ်နိုင်ရေးကိစ္စဆွေးနွေးကြပါတယ်။ American နိုင်ငံကြီးဝန်ကြီး Marco Rubio ကတော့အဲ့ဒီကိုအသွာသတင်းတောက်တွေကိုပြောကြရမှာငင်းကြေးရေးအတွက် Russia ဘက်ကဘယ်လောက်လိုလားလဲဆိုတာသိနိုင်ဖို့ American က ဗတ်ပေါင်းစုံကနေဆက်သွယ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်ရုရှားအနေနဲ့သွေးထက်တန်ယိုဖြစ်မှုတွေအဆုံးသတ်နိုင်ဖို့အပြစ်ခက်ရစဲရေးအတွက်အသင့်ဖြစ်သလားဆိုတာကဘာကြီးကစောင့်ကြည့်နေတယ်လို့ကနေဒါနိုင်ငံသားရဲ့ဝန်ကြီးကပြောကြားပါတယ်မတ်လ23ရက်နေ့ကြာသတင်းလေးကစတင်တဲ့အစည်းအဝေးမှာယူကရိန်းစစ်ပွဲရဲ့ရည်အမေရိကန်ရဲ့ကြိုးပမ်းမှုတွေကိုအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်ဆော်ဒီအာရေဗျနိုင်ငံမှာ ရက်30ကြာကြီးအပြစ်ခတ်ရစဲရေးအမေရိကန်အစိုးပြုချက်ကိုယူကရိန်းနဲ့ညှိနှိုင်းသဘောတူနိုင်ခဲ့တယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးက G7 နိုင်ငံရဲ့ဝန်ကြီးတွေကိုရှင်းပြခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးအီဝါယာတကရှိကတော့ယူကရိန်းအတွက်ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကမှားယွင်းတဲ့စံနမူနာဖြစ်မလာတဲ့ကြောင်းငြိမ်းချမ်းဖော်ဆောင်မှုနီးလန်းကဥရောပဒေသရဲ့နိုင်ငံတကာတည်ငြိမ်ရေးကိုဥရောပဒေသနဲ့နိုင်ငံတကာတည်ငြိမ်ရေးကိုသာမကအင်ဒိုပစိဖိတ်ဒေသအပါအဝင်ကမ္ဘာတဝန်းလုံးပေါ်မှာလည်းတည်ရောက်မှုရှိလာမှာဖြစ်ကြောင်း ရရှိငင်းငင်းရရှိရေးမူပေါင်းတရက်ထူထောင်တဲ့ကြောင်းဂျပန်အနေနဲ့ယူကရိန်းပြန်နှလန်းထူလာရေးနဲ့ပြန်လည်တိဆောက်ရေးအတွက်အစိုးရနဲ့ပုဂ္ဂလိကကြားကပူးပေါင်းဆောင်ရွက်မှုကလည်းတဆင့်တန်ဖိုးကူညီပြီးယူကရိန်းရဲ့ခံနိုင်ရေးဆွမ်းအားကိုမြင့်တရားမှာအထောက်အပံ့ပြုလိုကြောင်းပြောသွားခဲ့ပါတယ်။ရုရှားသမ္မတဘက်ကဒီကမ်းလှမ်းချက်ပေါ်မရှင်းမလင်းတုံ့ပြန်ထားချိန်မှာကနေဒါနိုင်ငံရဲ့ဝန်ကြီးကတော့ယူကရိန်းကိုဘယ်လိုဆက်ကူညီမလဲဆိုတာကိုအဓိကထားဆွေးနွေးဖို့ပြောကြားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကစစ်စတင်ရတဲ့အချိန်ဒီတစ်ရက်ပေါ် ရုရှားပြောစကားဖြစ်ပါတယ်ရုရှားနိုင်ငံရဲ့ဝန်ကြီးလက်ဘရော့ဖ်က match လဆယ်နေ့ကရုရှားမဂ္ဂဇင်းကြီးတစ်ခုနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NATO အဖွဲ့ရဲ့အင်အားဖြန့်ကျက်မှုဟာယူကရိန်းပြည်ပခတ်ကိုစတင်စေခဲ့တဲ့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်းကို American သမ္မတဒေါ်နယ်ထရန့်ကအသိမှတ်ပြုခြင်းနဲ့ American ကိုယ်စားလှယ်အဖွဲ့နဲ့ရုရှားတို့ကြားဆွေးနွေးမှုတွေဟာအတက်ဖွဲ့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်လက်ရှိမှာယူကရိန်းရေးနဲ့ဆက်လျင်းပြီးဆွေးနွေးမှုတွေကိုအဆုံးသတ်နိုင်ရေးလိုအပ်နေသေးပေမဲ့ထရန့်ဆိုရအဖွဲ့ရဲ့ ကိုဇလတီနဲ့ဆွေးနွေးမှုဟာရေပုံရအဖြစ်တော့ယူကရိန်းရေအဆုံးသတ်နိုင်ဖို့အထောက်အကူပြုလျက်ရှိတယ်လို့လက်ဗရော့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကရုရှားသမ္မတပူတင်ရှီတန်းထိတောင်းအောင်ခံမှုနဲ့ gas data အခြေအနေပါ။2024 August မှာယူကရိန်းတပ်ဖွဲ့တွေကရုရှားရဲ့နေဆက်ဖြစ်တဲ့ gas data ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကြတဲ့ကရုရှားသမ္မတဟာ match စနေရနေ့မှာအဲ့ဒီ data ကိုပထမဦးဆုံးအကြိမ်ဖြစ်တောင်းအောင်ခဲ့ပါတယ်။သမ္မတဗလာဒီမီယိုပူတင်ကအဲ့ဒီမှာရုရှားစစ်တပ်စစ်ဦးစီးချုပ် Bellary Press Moth ရဲ့အစီရင်ခံမှုကိုနားထောင်ခဲ့ပါတယ်။ Student Kilometer 1100ကျော်ရှိတဲ့ Ukraine ကတင်ပိုက်ထားတဲ့ Kars နယ်မြေရဲ့89ရာခိုင်နှုန်းကျော်ကိုရုရှားတပ်ဖွဲ့တွေကပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ Grace Moth ကပြောကြားပါတယ်။ Kars ဒေသမှာရုရှားတပ်ဖွဲ့တွေလင်းမြန်စွာခြေတက်ဝင်ရောက်လာခဲ့တာကြောင့်မလို့ Ukraine ကသူ့ရဲ့စစ်သားတွေကိုပြန်လည်ရုတ်သိမ်းနေရကြောင်းအရေးမွက်ပြောနေချိန်မှာ Putin ကအဲ့ဒီဒေသကိုရောက်ရှိသွားတာဖြစ်ပြီးတော့ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ပူတင်ကသူတို့တပ်တွေရင်ဆိုင်နေရတဲ့စစ်စေးတောင်းတွေဟာပြင်းမြောက်လာပါလိမ့်မယ်။ကတ်စတီနာဟာလည်းမကြာခင်မှာရန်သူလက်ထက်ကအလုံးစုံလွတ်မြောက်လာတော့မယ်ဆိုတာကိုအချက်လက်တွေရသိရပါတယ်လို့ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံမှာရုပ်သံကပူတင်ရဲ့မှတ်ချက်စကားကိုထုတ်လွှင့်ခဲ့ပြီးမိနစ်အနည်းငယ်အကြာမှာယူကရိန်းစစ်ဦးစီးချုပ်အိုလက်ဇန်ဒါဆိုစကီးကအရန်ခက်ခဲတဲ့အခြေအနေမှာသူတို့ရဲ့ဦးစားပေးအလုပ်ကတော့ယူကရိန်းစစ်သားတွေရဲ့အသက်ကိုကယ်တင်ဖို့ဖြစ်တယ်။ အဲ့ဒီရွယ်ချက်ကြီးကလိုအပ်လာမယ်ဆိုရင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုပုံမှန်တင့်ညော်တဲ့နေရာတွေကိုရွှေ့ပြောင်းရမှာဖြစ်တယ်လို့ Facebook မှာရေးသားခဲ့ပြီးတော့တက်တွေပြောင်းထုတ်တဲ့သဘောမျိုးပေါ်ပြနေတာဖြစ်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ယူကရိန်းတာဝန်ရှိသူတွေကရုရှားယူကရိန်းနယ်စပ်ဒေသကလူတွေကိုမဖြစ်မနေရွှေ့ပြောင်းနေစေမှုနဲ့ယူကရိန်းနိုင်ငံအတွင်းအခြေအနေကတ်ဒေတာတိုက်ပွဲအခြေအနေတွေပါ။ Ukraine's Kaprovdo သတင်းဌာနရဲ့ match 73သတင်းဖော်ပြချက်အရ ရုရှားနိုင်ငံကတ်ဒေတာနဲ့ကပ်လျက်ရှိနေတဲ့ယူကရိန်းနိုင်ငံဆွန်ဘီပြည်နယ်ကနှစ်နိုင်ငံနယ်စပ်နဲ့ဆယ်ကီလိုမီတာဝန်းကျင်မှာရှိနေတဲ့အခြေချနေထိုင်ရာရှစ်ခုမှာရှိနေတဲ့ဒေတာကန်တွေကိုမဖြစ်မနေရွှေ့ပြောင်းပေးဖို့ယူကရိန်းနိုင်ငံဆွန်ဘီပြည်နယ်အာဏာပိုင်တွေကဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ပြည်နယ်ကောင်ဝေးကောင်စီကစစ်ပွဲအချိန်တွေအရှိန်မြင့်လာခြင်းကြောင့်ယူကရိန်းစစ်တပ်ရဲ့အကြံပြုချက်အရလုံဆောင်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်တွေအပါအဝင်စုစုပေါင်းလူ943ဦးဟာအမြန်ဆုံးရွှေ့ပြောင်းထွက်ခွာရမယ်လို့ ပြည်နယ်စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးဌာနကသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီးအဲ့ဒီထဲမှာဖော်ပြထားပါတယ်။ဒါပေမဲ့လည်းအချို့သောဒေသခံပြည်သူတွေကရွှေပြောင်းလူစိတ်မရှိပဲရွှေပြောင်းရဲ့ညင်းဆိုတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ Cash Data မှာဝိုင်းဝန်းပိတ်ဆို့ခြင်းခံရတဲ့ Ukraine စစ်တီထောင်ကနန်းကိုအသက်ချမ်းသာခွင့်ပေးဖို့ Putin ကို American သမ္မတ Trump ကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းတစ်ခုလည်းထွက်ပေါ်လာသလို Putin ကသူတို့အားလုံးလက်နက်ချရင်အသက် ချမ်းသာရရမှာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။လက်နက်ချတဲ့ယူကရိန်းစစ်သားတွေနေတို့ကျေးစားတွေရဲ့အသက်ခံတာတည်မြဲရင်းနဲ့လူသားကုန်သိက္ခာကိုဥပဒေနဲ့အညီပြုမှုဆက်ဆံခံရရေးတို့အတွက်တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ MFD Buff ကတော့ယူကရိန်းစစ်သည်တွေလက်နက်ချဖို့ညင်းမယ်ဆိုရင်တော့တုတ်တင်ခံရလိမ့်မယ်လို့ပြောဆိုသွားတာကိုလည်းတွေ့ရပါတယ်။ယူကရိန်းလွှတ်တော်မတ် ဖက်ဇင်ဂိုကမီဒီယာအင်တာဗျူးတစ်ခုမှာယူကရိန်းအစိုးရရဲ့စီးရင်စရာနဲ့နောက်အုပ်စုမီဒီယာတွေရဲ့ဖော်ပြချက်အရယူကရိန်းမှာစစ်တီအင်အားတသန်းကျော်ရှိနေတယ်လို့သိရပြီးအခု800ကီလိုမီတာ2000မှာယူကရိန်းစစ်သားတသိန်းခွဲသာရှိနေတာကြောင့်မလို့ဂျန်နဲ့၈သိန်းကဘယ်ရောက်နေလဲဆိုတော့မေးမြန်းမှုသတင်းတွေလည်းထွက်ပေါ်လာနေတာကိုတွေ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုကတော့ NATO ကယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးစဉ်းစားမှမဟုတ်ဘူးဆိုပြီးထွက်ပေါ်လာတဲ့သတင်းပါ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအချို့မှာယူကရိန်းကိုနေတိုးအဖွဲ့ဝင်ဖြစ်ရေးထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့နေတိုးဥက္ကဋ္ဌကအတည်ပြုပြောလိုက်တဲ့ဆိုတာမျိုးတွေ့ရပါတယ် ဒါပေမဲ့လည်း NATO နဲ့ American ရဲ့ Ukraine ပေါ်ပြောစကားအနေနဲ့ပတ်သက်လို့ American ကလည်းအခုကူညီမယ်မကူညီဘူးပြန်ကူညီမယ်စသဖြင့်အချိန်လေးပေါ်လိုက်ပြီးပြောင်းလဲပေါ်ထွက်လာနေတယ်လို့ NATO ကလည်းအခုဝင်ခွင့်ပြုမယ်စဉ်းစားမယ်ချက်ချင်းတော့မရဘူးဘယ်နှစ်ထိတော့မဖြစ်နိုင်ဘူးခွင့်ပြုမယ်မပြုဘူးစသဖြင့်အမျိုးမျိုးပြောဆိုရေးသားမှုတွေရှိနေတဲ့အတွက်ဒီသတင်းကတော့စောင့်ကြည့်ရမယ့်သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားစစ်ဖက်နဲ့အရက်ဖက်အစိုးရအဖွဲ့ကအရာရှိကြီးတွေကိုအဓိကထား ပစ်မှတ်ထားတိုက်ခိုက်မဲ့ဖောက်ခွဲပစ္စည်းတွေကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးတော့စီရင်သူကယူကရိန်းထောက်လှမ်းရေးရဲ့လူသစ်စုဆောင်ခြင်းခံခဲ့ရသူလို့ဆိုတဲ့သတင်းပါရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့ရဲ့ match လ13ရက်နေ့ထုတ်ပြန်ချက်မှာယူကရိန်းပြည်ပခတ်မှာပါဝင်တဲ့ရုရှားစစ်ဖက်နဲ့ရပ်ဖက်အစိုးရအဖွဲ့ကအရာရှိကြီးတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ရမှာအသုံးပြုမဲ့ဖောက်ခွဲပစ္စည်းတွေရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဖောက်ခွဲပစ္စည်းတွေထည့်သွင်းထားတဲ့အထုပ်၅ထုပ်ကိုချီလီရဘင်လေစိတ်မှာစစ်ဆေးစင်မှာရှာတွေ့ရှာဖွေဖော်ထုတ်နိုင်ခဲ့တာလို့သိရပါဗျ ဖန်ဆင်းရမိတဲ့အကြံဖက်တိုက်ခိုက်ဖို့စီစဉ်သူဟာရုရှားနိုင်ငံသားဖြစ်ပြီးဖောက်ခွဲပစ္စည်းတွေကိုလက်ဆောင်အဖြစ်ပေးတဲ့ရေမွေးတွေလိုပုံဖြတ်ထားပြီးနိုင်ငံအတွင်းမှာရှိတဲ့ဒေသကြီး၄ခုကစစ်ဘက်အရာရှိနဲ့အစိုးရဖွဲ့အရာရှိတွေထံကိုအဲ့ဒီဖောက်ခွဲပစ္စည်းတွေပို့ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့သိရပါတယ်။သူ့ကိုဖောက်ခွဲပစ္စည်းတွေတရားမဝင်ပိုင်ဆိုင်မှုတိုးလောင်မှုနဲ့တည်ယူပို့ဆောင်မှုတွေနဲ့တရားစွဲဆိုထားပြီးစစ်ဆေးချက်တွေရတော့သူဟာယူကရိန်းထောက်လှမ်းရေးရဲ့လူသစ်စုဆောင်ခြင်းခံခဲ့ရသူဖြစ်တယ်လို့ဆိုထားပါတယ်။ ဟုတ်ကဲ့ဒီနေ့မျှဝေခြင်းရဲ့နောက်ဆုံးသတင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့သတင်းတွေလိုက်လေ့လာကြရင်းနဲ့တော့ဖတ်မိတဲ့သတင်းလေးတစ်ခုကိုပြန်လည်မျှဝေတာပါထရန့်နဲ့ပူတင်တို့ဂျာကအတိတ်ကပုံရိပ်တစ်ခုပါထရန့်ရဲ့ပထမတက်တန်းကာလ2019ဩဂတ်လအတွင်းကအဖြစ်ပြက်တစ်ခုဖြစ်ပါတယ်အဲ့ဒီတုန်းကမော်စကိုမှာရှိတဲ့ American တန်တမန်တွေနဲ့ဒေသဆိုင်ရာဝန်ထမ်းတွေကို955ဦးထိဝါရှင်တန်ကရှော့ချပေးဖို့နဲ့ဝန်တစ်ခုပိတ်သိမ်းပြဖို့မော်စကိုက2019ဇူလိုင်မှာတောင်းဆိုခဲ့တာပါ ဒီဖြစ်စဉ်ကြောင့်ရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေးဟာစစ်အေးခေတ်အလွန်သမိုင်းဝင်အနေဆုံးနေတာရောက်ရှိခဲ့တယ်လို့သုံးသက်သူတွေကသုံးသက်ကြပါတယ်။ဒါမှမဟုတ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီတုန်းကဘာပြန်ပြောခဲ့လဲဆိုတော့လာဇာစင်ရင်နေလျှော့ချဖို့ကြိုးပမ်းနေချိန်မှာပူတင်ရဲ့ညွှန်ကြားမှုအတွက်ကျေးဇူးတင်ကြောင်းအဲ့လိုလူများပြားလျှော့ချခွင့်ပြုတဲ့အတွက်လာဇာပေးရမှုတွေလျှော့ချနိုင်မှာဖြစ်လို့အလွန်မင်းကျေးဇူးတင်တယ်ဆိုပြီးဩဂတ်10ရက်နေ့မှာကြေညာခဲ့တာပါအင်ဂျာဝင်ကြီးရက်တီလာဆင်ကလည်းအသုံးစီတွေလျှော့ချဖို့နဲ့ရီမန်းချက်တစ်တွေပြန်လဲအာယုံစိုက်ဖို့ရည်ရွယ်တဲ့ နိုင်ငံရေးဌာနရဲ့အစီအစဉ်တွေကိုအလုံးစုံပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အဲဒီတော့ဒီ track ရဲ့ပြောဆိုမှုဟာတကယ်ပြောတာလားအရက်ဖက်အပြောနဲ့ဆိုရင်တော့ရွတ်ပြောတာလားဆိုတာကတော့စိတ်ဝင်စားစရာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီညပဲဖြစ်ပါတယ်ဗျ။အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။